တနေ့ကကျွန်တော်တန်တစ်ချောင်းနဲ့တူတလေးကိုယူပြီးတော့ဗျာကျွန်တော်အတန်ကိုတူနဲ့ကြောက်တုံးနဲ့ခွက်ကနေဆိုပြီးကျွန်တော်ရိုက်ချနိုင်တယ်ဗျာအဲ့တော့ဘာဖြစ်သွားမလဲထင်လဲကျွန်တော်ရဲ့လက်ကိုရိုက်မိသွားတယ်ဗျာကျွန်တော်အဲ့တော့ကျွန်တော် nurse လေးတယောက်ရှိကိုတွားခဲ့တယ် nurse ကလည်းကျွန်တော်အိမ်နားမှာပဲရှိတယ်ဗျာ nurse ကလည်းချော်နေချော်ရယ်ဗျာနောက်ပြီးတော့လူလော့ဗျာကျွန်တော်လည်းလူလော့တရားပဲအဲ့တော့ဒီနေရာမှာကျွန်တော် nas နဲ့ကျွန်တော်ဇလန်လေးတွေပါဖြစ်ခဲ့တည်ရဗျာပျော်စင်စာကောင်းတဲ့ဇလန်လေးတွေပေါ့ဗျာ တကယ်တော့ကျွန်တော်ကအဲ့လောက်ရိုးရှင်းမနေဘူးနော်ကျွန်တော်ကတန်တစ်ချောင်းကိုကြောက်တုံးထဲကိုရိုက်ထည့်လိုက်တဲ့ခါမှာဆိုရင်တန်ကပဲကွေးပစ်သွားတာအဲ့ကွေးပစ်သွားတဲ့တန်ကိုတစ်သားထဲကိုရိုက်ထည့်ကြည့်ပါလားပြို့လို့လေးနဲ့ဝင်သွားတယ်ဗျာဒါကဘာလို့လဲတန်ကတစ်သားထဲပုံမှန်နေလို့ပဲဖြစ်ပါတယ်ခုနကွေးဝင်သွားတဲ့တန်ကဘာလို့လဲဆိုတော့ကြောက်တုံးကတန်ထဲပို့ပြီးတော့မာနေလို့ပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကိုယ်တိုင်ရောပြန်ပြီးတော့စဉ်းစားကြည့်ပေါ့ကျွန်တော်တို့ကိုယ်တိုင်ကရောမာနေလားပြော့နေလားဆိုတာပေါ့ပြော့နေတဲ့သူကတော့နေရာဖက်ပေးရမှာပဲ တကယ်တော့လောကကြီးမှာနောက်ဆုံးကြံခဲ့ဖို့ဆိုရင်မာနေတဲ့သူတယောက်ဖြစ်ဖို့လိုတယ်ဗျာအဲ့တော့မာနေတဲ့သူတယောက်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီတတိရှိဖို့လိုတယ်ဗျာတတိဆိုတာစိတ်ကနေပေးတဲ့တတိနဲ့ခန္ဓာကိုယ်ကြက်ခဲမှာပေးတဲ့တတိဆိုပြီးတော့မျိုးရှိတယ်စိတ်ကနေပေးတဲ့တတိကဘယ်လိုလာလဲဆိုတော့ဗျာကျွန်တော်စာအုပ်စာပေတွေဖတ်တယ်ဗျာညာရှိတွေရဲ့အတွေးခေါ်တွေကိုကျွန်တော်ကနားထောင်တယ်တကယ်လက်တွေ့ဘောက်မှာကြည့်သုံးတယ်ဗျာနောက်တစ်ခုထပ်လုပ်လို့ရတာကဘာလဲဆိုတော့ကျွန်တော်အခုလိုမျိုး knowledge sharing video တွေကိုကြည့်မယ် တကယ် little bit မှာတုံးချမယ်ဆိုရင်ကျွန်တော်ရဲ့စိတ်ကအလိုလိုတက်မာလာတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အခုလိုအရာတွေလုံးနေတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့မသိစိတ်ကအလိုလိုကိုတတ်တိတွေမွေးပေးနေတော့ကျွန်တော်တို့တည်ထားရမယ်ဗျာအဲ့တော့ကိုချက်ခဲမှာပေးတဲ့တတ်တိဆိုတာဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော် weight တွေမှာမယ်ကျွန်တော် workout တွေလုပ်မယ်နေ့စဉ်ပုံမှန်လမ်းဆောင်မယ်အဲ့လိုຢာတွေကနေလာတာဒါပေမဲ့ကျွန်တော်တို့စိတ်မှာလည်းဒီခန္ဓာကိုယ်လိုပဲကျွတ်သွားနေရှိတယ်ဗျာတို့ရဲ့လုံးလုံးပုံကလည်း ဒီခန္ဓာကိုယ်နဲ့ခက်ဆစ်စစ်ပါပဲကျွန်တော်တို့ကကျွန်တော်မလုပ်ဘူးသေးတဲ့အရာတွေလောကမကြုပ်ဘူးသေးတဲ့အရာတွေကိုရေဆိုင်ရမယ်စိတ်ကိုအမြဲတမ်း training ပေးနေရမယ်ဗျာကျွန်တော် lonely ဖြစ်တဲ့တံကိုခံနိုင်ရမယ်ဥပမာကျွန်တော်စားသောက်ဆိုင်ကြီးတွေထဲမှာတယောက်တည်းထိုင်စားနေတာမျိုးကျွန်တော်တို့လောကအတိမဲရှင်မရှိတဲ့ဒီရုပ်ရှင်ရုံတွေမှာကျွန်တော်ရုပ်ရှင်ထိုင်ကြည့်နေတာမျိုးတယောက်တည်း software ထိတာမျိုးဒီလိုဟာတွေနဲ့စိတ်ကို training ပေးလို့ရတယ်ဗျာနောက်ထပ်ရေဆိုင်ရမယ့်အခက်အခဲတွေကိုရေဆိုင်နိုင်ဖို့ဒီတက်တီတွေအလိုလိုမွေးမိပြီးသားဖြစ်သွားလိမ့်မယ်ဗျာ ဒီနေရာမှာအဓိကပြောချင်တာကကျွန်တော်တို့ရဲ့ယိုသားမှုကနေပေးတဲ့တက်တိကိုတော့ကျွန်တော်ဘန်ထဲမှာရှင်းလို့မရဘူးအဲ့တော့ယိုသားသားနေနောက်တစ်ခုရှိတာကကျွန်တော်တို့ဒီလိုရာတွေကို knowledge နေနဲ့မထားဘဲနဲ့ကျွန်တော်ကလက်တွေ့ဘက်မှာတုတ်ချစီချင်တယ်ဗျာကျွန်တော်တို့ကလောကကြီးမှာရှေ့တန်နေဖို့ဆိုရင်စိတ်ရောခန္ဓာကိုယ်ရောတာမာနေဖို့လိုတယ်ဗျာဒါမှလည်းကျွန်တော်တို့လိုချင်တဲ့ပျော်ရွှင်မှုတွေအောင်မြင်မှုတွေကိုကျွန်တော်ကရရှိမှာဖြစ်တယ်အဲ့တော့တတိရှိအောင်လို့မအောင်နေမတဲ့သူကတော့နေရာဖယ်ပေးစာမလိုဘူးပေါ့ဗျာ တော့ကျွန်တော် detail coordinate video တွေနဲ့ပြန်လာခဲ့ပါမယ်